အလုံးမင်းပင်လာပါဗျာခုတစ်ခါမှာတော့မေလ14ရက်နောက်ပိုင်းမှာတဘာဝဘီတွေကြားရောက်နိုင်တယ်လို့ပြောလာတယ်ဆီယမမီတကျန်ဟင်းရဲ့ရုတ်တံဗီဒီယိုဖိုင်လေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီ knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီရက်ပိုင်းမှာလေး ကျွန်မသမီးကြီးကလည်းဖြားနေတာနဲ့ကျွန်မကလည်းမအားတာနဲ့ပေါ့နော်ညအလိုက်ဆောင်ရင်ဆောင်ရင်လေးကိုအပတ်စဉ်တင်နေတဲ့ live ကိုလေကျမမတင်နိုင်ဘူးပေါ့နော်ဒါပေမဲ့တချို့ကကျမကိုမေးကြတယ်ဆရာမဒီရက်ပိုင်းမှာသဘာဝဘေးကြုံနိုင်သလားဆိုတော့ပုံမှန်လေးလေးပြောရမယ်ဆိုလို့ရှိရင်တော့ကြုံနိုင်ပါတယ်လို့ပဲပြောရမယ်။ဘာကြောင့်လဲဆိုတော့နော်မေလ14ရက်နေ့နောက်ပိုင်းမှာနော်ဗုဒ္ဓဘူး ညပေါ့နော်7နိုင်လောက်မှာကြာသပတင်းချူကနေပြီးတော့ကြာသပတင်းချူကချူပြောင်းလိုက်အိမ်ပြောင်းမယ်နော်ဘယ်အိမ်ကိုပြောင်းမှာလဲဆိုတော့နော်လက်ရှိကြာသပတင်းရရှိနေတာကပိတ်ကအိမ်မှာပေါ့နော်တောက်ချာအိမ်ကနေပြီးတော့သူကမင်းထုံအိမ်ကိုပြောင်းမယ်ပေါ့နော် Yahoo ဘက်ကို Yahoo အိမ်ကိုသူကပြောင်းတယ်နော်အဲ့လိုပဲ Yahoo ချူကလည်းသူကလက်ရှိရှိနေတဲ့နေရာကမင်းရဒီမှာရှိတယ်မင်းရဒီရဲ့အိမ်ရှင်ကကြာသပတင်းပေါ့နော်အဲ့ကြာသပတင်းကနေပြီးတော့သူကစနေဘက်ကိုသူကပြောင်းတယ်ကုန်းဘက်ကိုပြောင်းမယ်ပေါ့နော်ဆိုတော့အဲ့လိုပြောချင်တာကဂျူရီရဲ့အပြောင်းလဲတွေက တဘာဝဘေးကိုဖြစ်နိုင်တဲ့အနေအထားတွေဖြစ်နေတယ်။အဲ့တော့ယာဟုပြောင်းနေတဲ့အတွက်ဘာကြီးကြုံနိုင်တယ်လဲလို့ပြောရင်လေပြင်းမုန်တိုင်းတိုက်တာတွေ၊လေစင်နမောင်းတွေ၊မုန်တိုင်းတွေနော်။ဒါမျိုးတွေကြုံနိုင်တယ်။ရေကြီးတာတွေ၊ရေရှမ်းတာတွေ၊ရေတချို့နေရာတွေမှာရေကြီးရေရှမ်းနေတဲ့တချို့နေရာတွေမှာရေပြောက်သွားတာတွေ၊ရေရှာမတွေ့တာတွေပေါ့နော်။ဒါမျိုးဘေးကြီးကြုံနိုင်တယ်။ကြာသပတေးပြောင်းနေတဲ့အတွက်ဘာကြုံနိုင်တယ်လဲလို့ပြောရင်မင်းကလေးတွေနော်။ပြီးတော့မင်းကလေးတွေကြုံနိုင်တယ်။ပြီးတော့ကျမတို့မြေပြူတာတွေကြုံနိုင်တယ်ပေါ့နော်။ပြီးတော့သူကဟို တဘာဝဘေးအပြင်ကိုသူကဘာတွေပေးလဲဆိုတော့ယောဂပေါ့နော်စနေကလည်းရှိနေတယ်ဆိုတော့ယောဂနဲ့ပတ်သက်ပြီးတော့နော်ယောဂတွေဖြစ်ပေါ်လာတာညောဂတွေဖြစ်စေတာလူများကူးဆက်ယောဂတွေဖြစ်စေတာဒီဓာမျိုးတွေဖြစ်နိုင်တဲ့အနေအထားတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်မကအခုတော့ဒီမှာတနိုင်ထိုးတော့မယ်ကျွန်မလည်းအရင်အချင်းလေးတပတ်လုံးလေး run ထားတာဆိုတော့လေအရင်အချင်းတော့အခုတော့ကျွန်မအိပ်လိုက်မယ်မနေ့9နာရီလောက်ကျွန်မထားပြီးတော့ညီမဒီဆိုလို့ရှိရင်ညီမဒီချိန်မှာဆိုရင်တော့7နာရီခွဲလောက်မှာကျွန်မเนาะဒီမေလ 14ရက်နေ့နောက်ပိုင်းကျွန်မပြောမယ်ဆိုတော့မေလ10ရက်နေ့ကနေပြီးတော့20ရက်နေ့အတွင်းမှာဆောင်ရံရှောင်းရံတွေကိုကျွန်မပြောသွားမယ်နေ့လိုက်ဆောင်ရံရှောင်းရံတွေပေါ့နော်ပြီးတော့ကဘာဝဘေးကိုနော်ဖြတ်ချုံနိုင်မယ်ရေဒီယာတွေကိုလည်းကျွန်မပြောသွားပါမယ်နော်အဲ့တော့အဲ့ live ကိုပဲဒီနေ့ည7:00နာရီခွဲ live မှာကြည့်ပေးပါဒါဆိုလို့ရှိရင်တော့ကိုဘယ်လိုဖြတ်သန်းရမလဲဆိုတာကိုတော့နော်ဒီကဘာဝဘေးကြီး